တတိစူးဆိုင်ပြီးတော့လေးလေးစားစားတရားနားနေခြင်းဒီပင်လင်အဲ့ဒီတရားက သောတပတိမက်စသော ကောင်းကျိုးများကို ပေးနိုင်စွမ်းရှိပါတယ်လို့ဒီလိုပြောတာเนาะအာယုံဆိုင်ပြီးတော့နားတာအင်္ဂလိပ်လိုပြောမယ်ဆိုအာယုံဆိုင်နားတာဟာ mindfulness ပေါ့တတိဆိုင်ပြီးနားတဲ့အချိန်မှာ तू ကမမတသာသာနားတယ်ဆိုတာ apply လုပ်ပြီးတော့နားတာ apply လုပ်တယ်ဆိုတာ အေးတရားကဒီလိုဆိုတယ်ငါခန္ဓာကိုယ်မှာလည်းဒီတိုင်းပဲဟုတ်လိုက်တာတရားနာရင်လည်း apply လုပ်သွားလို့ရတာပဲအပလိုက်လုံနေတာပဲလीတရားကိုအာယုံဆိုင်ပြီးနာလိုက်လို့ရှင်ဟောဒုက္ခအကြောင်းကိုရှင်းပြနေတဲ့အချိန်မှာဒုက္ခရဲ့သဘောတွေကိုသိနေတယ်ပေါ့အဲ့ဒါလို့သိတယ်ဆိုတဲ့နေရာမှာပထမကတော့တဝနာပฏิဝေဒလို့ခေါ်တယ် ြားနာတဲ့အခါမှာကြားနာခြင်းဖြင့်ထိုးရင်းသိတဲ့အသိဉာဏ်ရတယ်ပထမဒုက္ခအကြောင်းမြတ်စွာဘုရား ရှင်းပြနေတော့တဝနာပฏิဝေဒအဲ့ဒီတဝနာပฏิဝေဒကိုအခြေခံပြီးတော့လေ့ကျင့်လိုက်တဲ့အခါဒီဟာထတလဲလဲဖြစ်အောင်ကြားနာပြီးရင်လူကစဉ်းစားတာပဲလေကြားလိုက်တဲ့စကားအပေါ်မှာထပ်ပြီးစဉ်းစားနေတယ် အဲ့ဒီထပ်ပြီးစဉ်းစားနေတယ်ဆိုတာတမသင်္ကပ္ပဖြစ်နေတာပဲပေါ့အဲ့ဒီလိုထပ်ပြီးတော့စဉ်းစားနေအောင်က စိတ်ကနေအားဆိုင်ပေးနေတာတမဝါယာမပေါ့ဒီသဘာဝတရားလေးပုံမှာစိတ်ဆိုင်ထားတာကတမတတိပေါ့စိတ်တွေတခြားလွင့်မသွားပဲနဲ့ဒီသဘာဝတရားပုံမှာစုစည်းထားတာတမသမารိပေါ့အဲ့ဒီလိုတမသင်္ကပ္ပတမဝါယာမတမတတိတမသမารိဆိုတဲ့ ီမဲခင်နေစွမ်းအားနဲ့ကြည့်လိုက်တဲ့အခါကျတော့စုစည်းပြီးအချိန်ချင်းဖြစ်အောင်ပထမကြားလိုက်တာတစ်ချိန်ပဲကြားလိုက်တဲ့အချိန်ပေါ်မှာထပ်တလဲလဲစဉ်းစားတာကျတော့ဘာဝနာလို့ဖြစ်လာတယ်ပေါ့အချိန်ချင်းဒီစိတ်တွေဖြစ်လာတယ်ဒီအသည့်တွေဖြစ်လာတယ်အဲ့ဒီလိုဖြစ်လာလို့ထိုးတွင်းပြီးတော့ဩဒုက္ခဆိုတာမှန်တာပဲလို့သဘောကျသွားပြီဆိုတဲ့အခါကျတော့ဘာဝနာပฏิဝေဒလို့ခေါ်တယ် ေးဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကြတော့တဝနာပฏิဝေဒပြီးလို့ရှင်ဘာဝနာပฏิဝေဒဆိုတာလာတော့ဒုက္ခသစ္စာကိုထိုးထွင်းပြီးတော့သိတယ်လို့ဒီလိုပြောတာเนาะသို့သောထိုးထွင်းသိခြင်းကိစ္စဟာဘယ်မှာတောင်မှပြီးတုံဆိုလို့ရှင်ဒုက္ခသစ္စာကိုမြင်ပြီးတော့ပယ်เสียရှိတဲ့ကိလေသာတွေကိုပယ်ပြီးမှသူ့ရဲ့တာဝန်ကပြီးတယ်ပေါ့ကိလေသာတွေကျန်နေသေးရင်မပြီးသေးဘူးသူ့တာဝန် ဆိုပါစို့သောတပန်ဖြစ်သွားလို့ရှိရင်ကိလေသာတွေအကုန်မပယ်သေးဘူးမပယ်သေးသည့်အတွက်ကြောင့်သောတပန်တွေဖြစ်ဖို့သောတပန်ဖြစ်ယုံဖြစ်တဲ့ဖြစ်စေတတ်တဲ့ဝိပဿနာဉာဏ်ကအဆုံးမတတ်နိုင်သေးဘူးဒါကြောင့်မလို့သက္ကရာကံဖြစ်ဖို့ဝိပဿနာကျင့်စဉ်ထပ်ကျင့်ရဒါကြတော့သက္ကရာကံမိမဲ့သက္ကရာကံမိဖို့ရသွားလို့လေဝိပဿနာကျင့်စဉ်ကအဆုံးတတ်ပလားဆိုမတတ်သေးဘူးအနာဂါမိမဲ့ဖို့ရဖို့ရအတွက်ကျင့်စဉ်တစ်ခုထပ်ကျင့်ရပြန်တယ် ဲ့ဒါလည်းကိလေသာတွေဂုံမကုံသေးသည့်အတွက်ကြောင့်ဝိပဿနာရှင်းစဉ်ကိုထပ်ပြီးတိုးမြင့်ကျင့်လိုက်မှအရတမေအရတဖို့ကိလေသာတွေဂုံသွားပြီဆိုမှဘာဝနာပฏิဝေဒလမ်းဆုံးပြီးတော့သစ္စာလေးပါးကိုအလုံးသိပြီဖြစ်တာပေါ့နော်